မင်္ဂလာပါ AKD Channel မှာဒီသေးစွာကြိုဆိုပါရစေ။ဖလီပါကလစ်ကိုအသုံးပြုပြီး animation အခြေခံလေးတစ်ခုပြင်ဆက်လိုက်ပါရစေ။အခုဗီဒီယိုမှာတော့ပုံဆွဲတာကနေစတင်ပါမယ်။ရှိကဖော်ပြခဲ့တဲ့ဗီဒီယိုသင်ခန်းစာတွေရဲ့အဆက်လုပ်ပဲဆိုရပါမယ်။ ပေါ်ပြပါပုံလေးကိုစိတ်ရေးပါမယ်။ဒီယာဘောက်ကို ဖွင့်လိုက်ပါမယ်။အပေါင်းလက္ခဏာကိုထပ်နှိပ်ပါ။လေယာတူးပေါ်လာပါမယ်။ဒီလေယာတူးမှာမျက်လုံးလေးစိတ်ရေးပါမယ်။ဒုတိယနေရာသူတီပြီးမြင်ကွင်းကိုရှင်းလိုက်ပါပြီ။ဘရတ်တူးကိုတစ်ချက်ပွင့်ပါမျက်လုံးလေးနှစ်ဖက်ကို ရေးလိုက်ပါမယ် အခုအကွက်အမတ်၁ပုံတိရပါပြီအကွက်အမတ်၁ကိုလက်နဲ့တစ်ချက်တို့ထီပါအခုများပြထားတဲ့နေရာက copy ဖြစ်ပါတယ် copy ကူးမှမူအဲ့ဒီနေရာကိုတစ်ချက်တို့ထီလိုက်ပါဒီနေရာကတော့ page ပဲဖြစ်ပါတယ်တစ်ချက်တို့ထီလိုက်ပါမယ်အခုတော့ကတ်တုန်းကွက်နှစ်ကွက်ရပါပြီအကွက်အမှတ်1နဲ့ အကွက်အမှတ်နှစ်ကို အောက်မှာတွေ့ရပါမယ် animation လုံးမှာမလို့ပုံနှစ်ကိုအနည်းငယ်ပြင်ပါမယ်မျိုးလုံးလေးရွှေ့လိုက်ပါမယ်အရင်ဆုံးပုံကိုအကြီးချဲလိုက်ပါတယ်ဒီနေရာမှာလက်နှစ်ချောင်းနဲ့တို့ထိပ်ပြီးဆွဲချက်လိုက်တာပါပြီးရင်လာစုတ်ဒုကိုဖွင့်ပါတယ် ။ဒေယာဒူးမှရေးထားတဲ့နှလုံးလေးနှလုံးကိုသာဆိုဒူးနဲ့အခုလိုခုတ်မှာပါ။နှလုံးလေးကိုအခုလိုတွန်းရွှေ့လိုက်ပါလေ။ပြီးရင်ညင်ခွေးကိုရှင်းထုတ်လိုက်ပါပြီ။ animation အတွက်ခြေကံအနေနဲ့အခုလိုညလုံးလေးတွေပြောင်းကြည့်ပါဒါတွေမကသေးပဲ ။အစားပေါက်မျိုးမျိုးကိုလည်းရေးဆွဲရေးကျင့်သင့်ပါတယ်။အခုတော့ဒီများနဲ့ရန်နာလိုက်ပါတယ်။ရှင်လန်းချမ်းမြေ့ကြပါစေ။